ဲကျွန်တော်ရင်ကုန်ပြောရှင်တာတော့ဗီဒီယိုကိုကြည့်ရှုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့အပတ်စဉ်ပြန်လည်ဖြည့်ကြလမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်တို့မိမိရဲ့ဖုန်းလေးနဲ့ဟလာကွန်မန့်လေးတွေမှန်ပြီးတော့ဗီဒီယိုမေးထားတယ်နော်အဲ့ဒီမိတ်ဆွေတွေအတွက်အကောင့်မှရှင်တွေအတွက်အခုကျွန်တော်တို့ပြန်လည်ဖြည့်ကြလမ်းညွှန်ဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့အပတ်စဉ်မေးဖို့နဲ့မေးလို့ရပါပြီဆိုတော့ဗီဒီယိုဖိုင်ကလည်းကျွန်တော်တို့အားလုံးကိုကြိုးစိုးနေသလိုအခုလိုပြန်လည်ဖြည့်ကြ မြစ်တာစီစဉ်နာနဲ့အခမဲ့လမ်းညွှန်ဟောကြားပေးတဲ့ဗီဒီယိုဖန်နဲ့အပတ်စဉ်ဟောကြားပေးနေပါတယ်အဲ့တော့အခုကျွန်တော်တို့အကောင့်မှရှင်တွေဟောကြားပေးသွားမှာဖြစ်ပါတယ်နေနေဆိုတဲ့အကောင့်မှရှင်ကမေးထားပါတယ်ငွေကြေးကန်ကောင်းကျင်ပါတယ်ဆရာတဲ့အဲ့တော့ငွေကြေးကန်ကောင်းကျင်တယ်ဆိုရင်ကျွန်တော်ဘာလို့ရမလဲဆိုရင်ကြက်စီလေးတစီလိုပါတယ်เนาะအကျွေးစီလေးကြက်စီလေးတစီလိုတယ်အဲ့ဒီအကျွေးစီလေးပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးထုံးရမှာဖြစ်ပါတယ်အဲ့တော့အကျွေးစီလေးကိုဟာလာကျွန်တော်တို့အရင်ဆုံးဘာလုပ်မလဲကျွေးပကံများမှာ ငွေကြေးကန်ကောင်းပါစီလို့ဆော့ပင်နဲ့ရေးပါပြီးတော့ရင်ကွန်းရွက်ပေါ့အယိုးတန်အညာတန်ပါတဲ့ကွန်းရွက်ကလေးမှလည်းငွေကြေးကန်ကောင်းပါစီလို့ရေးပါနော်ဆော့ပင်လေးနဲ့ရေးပြီးသွားပြီဆိုအဲ့ကြက်စီလေးအပေါ်မှာတင်ပါနော်တင်ပြီးရင်တော့ဖျောင်းနိုင်အစင်းအောင်အတိုင်းသေးလေးတွေမနက်တိုင်းညတိုင်းဟာလာထုံးမယ်ဖျာမိပူစော်မယ်အလားငွေကြီးလက်လာပဲကန်ကောင်းမှုစုတောင်းမယ်လေးလေးနက်နက်လုပ်မယ်ဆိုငွေကြီးကန်ကောင်းနိုင်ပါတယ်အခုတိုင်းလေးကျွန်တော်လုပ်ကြည့်ပါကဲနောက်ကောင်းမှရင်တို့ကတော့ကျေစင်ဆိုတာဖြစ်ပါတယ်ကျေစင်ဆိုတော့ကောင်းမှရင်က ချစ်သူကောင်းလေးတဲ့နော်အဝေးမှာအလောက်ကန်အစဉ်ပြေမပြေတည်ကြင်ပါလေတဲ့အဲ့တော့အခုကျယ်စင်ဆိုတဲ့အကောင့်ပိုင်းရှင်အတွက်ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးသွားမှာပါကဲအဲ့တော့ချစ်သူကောင်းလေးเนาะရွယ်ဝေးမှာအလုပ်လုပ်ကြနေတဲ့ဟာကအဆင်ပြေပါတယ်စိတ်ပူစရာမလိုပါဘူးเนาะ အဲ့တော့သူ့ကိုအကူအညီအထောက်ပံ့ပေးမယ်အလုံးနဲ့ပတ်သက်လို့အလုံးကန်ခွင့်လန်းပေးမယ်အလုံးနဲ့ပတ်သက်လို့သူ့ကိုကူညီမဲ့သူရှိပြီးသားပါเนาะအလုံးကန်ကောင်းပါတယ်အဆင်ပြေပါတယ်အဲ့တော့အရင်စိုးရင်ကြောင်းကြစရာမလိုတော့ပါဘူးကန်ကောင်းပါတယ်ကဲနောက်ကောင်းမှင်လူကတော့အောင်ကောင်းခံနဲ့စိတ်ဖိစီးမှုများလို့ဆရာတဲ့ဒီရပိုင်းနဲ့အဲ့တော့အဲ့အတွက်ကျွန်တော်တို့နီလန်းလေးတစ်ခုလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ် ကဲအဲ့တော့ဘာလို့တင်လဲဆိုလို့ရှိရင်တော့မေတ္တာသုတ်စာအုပ်လှူပါမေတ္တာသုတ်စာအုပ်ကလေးတွေအိတ်ဆောင်လေးတွေရှိပါတယ်အဲ့ဒါလေးတွေဖရာပထုဇီဒီတွေမှာလှူပါပြီးတော့မနှက်ဆိုရင်ကိုယ့်ရဲ့ဖုံးလေးနဲ့အမေတ္တာသုတ်ကလေးအနည်းဆုံးတစ်ခေါက်လောက်ဖြွင့်ပြီးတော့နာကြပါဒါဆိုရင်စိတ်ပြည့်စုံမှုတွေကနေကင်းဝေးတက်တာလွတ်မြောက်မှာဖြစ်ပါတယ်ကဲနောက်ကောင်းပါရှင်တို့ကတော့ဘာလဲဆိုရင်တော့ယူကီရဲ့နော်အယူကီဆိုရဲ့ကောင်းပါရှင်ကဇွန်လတစ်လလုံးအတွက်ငွေကြေးကန်အခြေအနေသိကြပါတယ်တဲ့ အခုကျွန်တော်တို့လမ်းညွန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်တဲ့ UK ဆိုတဲ့အကောင့်မှရှင်အတွက်ဖြစ်ပါတယ်ပြရဇွန်လတလလုံးအတွက်ကတော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင် ကန်အခြေအနေဒီ90ရာခိုင်နှုန်းကန်ကောင်းမယ်90ရာခိုင်နှုန်းကတော့ပုံမှန်အခြေအနေမှာရှိမယ်ပေါ့အဲ့တော့ပုံမှန်အခြေအနေဒီလက်ရှိပုံမှန်အခြေအနေဒီ90ရာခိုင်နှုန်းရှိတယ်90ရာခိုင်နှုန်းနီးပါးလောက်ကတော့ကန်ကောင်းမယ်အဲ့တော့100ရာခိုင်နှုန်းအထိတော့ကန်ကောင်းနိုင်တဲ့မပြည့်စုံစွာကန်ကောင်းနေတဲ့အနေသားမှာမရှိပါဘူးအဲ့တော့ကန်အခြေအနေကပုံမှန်အခြေအနေသို့မဟုတ်ပုံမှန်တဲ့90ရာခိုင်နှုန်းကန်ကောင်းနိုင်တဲ့အခြေအနေရှိပါတယ်ယူကီဆိုတဲ့အကောင့်မှရှင်တော့ပါအဲနောက်ကောင်းမှရှင်သူကတော့ တို့ history တဲ့ကျမကြီးအချင်းတွေတည်ကြပါလေဆရာတဲ့အခုလမ်းညွန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်ကဲအဲ့တော့ကျမကြီးအချင်းတွေကတော့အဲလက်ရှိအချင်းတွေမှာကျမကြီးမကောင်းဆိုရင်တော့ကျမကြီးပြန်အနာဂတ်ကာလမှာဒီဗီရီဗန်မီနာနဲ့ကျမကြီး ပြန်လဲပြီးတက်တာကောင်းမွန်လာမဲ့အခြေအနေမျိုးဖြစ်ပါလိမ့်မယ်အဲ့တော့လက်ရှိမှာမကောင်းဆိုရင်တော့မှဒီဗီဒီယိုမင်နာနဲ့အနာဂတ်ကာလမှာကျမကြီးတိတိတသာကောင်းလာမယ်เนาะကျမကြီးကောင်းမှုအတွက်เนาะအလားအထောက်ပံ့အကူအညီတွေလည်းရလာမယ်အဲ့တော့နာဂတ်ကာလမှာတော့ကျမကြီးတိတိတသာပြန်လဲဥမော့ကောင်းမွန်လာဖို့ရအလားလာကံရှိပါတယ်ဗျာကဲနောက်အကောင်းပါရှင်သူကတော့ဘာလဲဆိုရင်တော့ဟာနာဟာနာနူတဲ့เนาะဗာမီရာလဲဆိုရင်တော့ အခြေရင်းနဲ့ပတ်သက်ပြီးသိကြပါလေဆရာတဲ့ဟာနာနူဆိုတဲ့အကောင့်မှရှင်အတွက်ကျွန်တော်တို့အခုမှလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်ကြေချေနဲ့ပတ်သက်တော့ကံမကောင်းနိုင်သေးပါဘူးဗျာเนาะခြေနဲ့ပတ်သက်စိတ်ညစ်ရတာเนาะအခြေနဲ့ပတ်သက်ကိုမျောလင့်ရည်ရွယ်ကြံစည်သလိုမဖြစ်တာဟလာအခြေမှာ ဟလာနည်းနည်းလေးပေါ့နော်ဟလာကို့အတွက်စိတ်ချမ်းသာမှုတွေမရရှိတာမျိုးတွေဖြစ်ပါလိမ့်မယ်အဲ့တော့အခြေခံအနှစ်ချုပ်အားဖြင့်အခြေခံနည်းနည်းလေးမကောင်းသေးဘူးလို့ပဲကျွန်တော်လမ်းညွှန်ပါမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာကျွန်တော်လမ်းညွှန်ပြန်လည်ဖြေကြားဟောကြားပေးတာနဲ့ပတ်သက်ပြီးအားလုံးပဲနော်စိတ်ကျေနပ်မှုအားရမှုရမယ်လို့မျှော်လင့်ပါတယ်အဲ့တော့နောက်ပတ်မှာအခုလိုမျိုးပဲကျွန်တော်တို့ဒီလိုဗီဒီယိုဖိုင်နဲ့အတူပြန်လာပါမယ်အခြားသူတွေလည်းကို့လိုပဲဟလာမေးမယ်ဆိုရင်မေးလို့ရအောင် မျှဝေခြင်းဖြင့်ကူညီပေးလို့ရပါတယ်အားလုံးပဲကိုစီကိုကနှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်ကံကောင်းနိုင်ပါစေ။